ဒူဝဲမြို့နယ်အရှိတောဒေသကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်မှပါလာတဲ့စစ်မှုထမ်းသိမ်းနှံစင်းဦးဟာပြည်သူ့ကောက်ကွယ်ရေးတပ်မတော်ဒေါနာတရင်တပ်ခွဲခုနှစ်စီလက်နက်နဲ့အတူဗတ်ပြောင်းခုလုံလာခဲ့တယ်လို့အဲ့ဒီတပ်ခွဲကမေလ16ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်စစ်ကောင်စီစစ်ကြောင်းနဲ့တော်လိုင်းအင်အားစုတွေအရှိတောဒေသမှာထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတဲ့မေလပထမအပတ်တည်းလက်နက်နဲ့အတူထွက်ပြေးပြီးဗက်ပြောင်းခုလုံလာတာပါ ထပ်ပြေးလာသူနှစ်ဦးဟာစစ်မှုထမ်းသင်္နန်းအပတ်စဉ်ရှိသင်္နန်းစဉ်ကံပေါက်ဒေသအခြေဆိုင်ခလာရ2030စက္ကန့်စီတက်ရင်က ကိုရန်ရှင်းနဲ့မြင့်အခြေဆိုင်ခမရ1331စက္ကန့်စီတက်ရင်ကကိုသူရဝင်းတို့ဖြစ်ကြပါဗျ။သူတို့နှစ်ဦးဟာ တနင်္လာရီတိုင်းဒေသခံတွေမဟုတ်ဘဲတဦးကခရီးသွားရင်ပဲခူးတိုင်းစစ်စေးရေးဂိတ်တစ်ခုမှာ ဖမ်းဆီးစစ်သားဆူဆောင်းခံရတာဖြစ်ပြီးနောက်တအူးကတော့ထိုင်းနိုင်ငံမှာအဖမ်းခံရပြီးတဲ့နောက်ရနောင်းမျိုးကနေတဆင့်မြန်မာနိုင်ငံပြန်ပို့ချင်စစ်သားဆူဆောင်းခံရခဲ့သူဖြစ်တယ်လို့တခွဲတော်ဝင်ရှိသူကပြောပါတယ်ထွက်ပြေးလာသူနှစ်ဦးအနက်တဦးဟာ MA1 တနက်တလက်ကြီးပေါင်းနှစ်ခုနဲ့ကြီးစံအတောက်200ခန့်ယူဆောင်လာခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ဧပြီလအတွင်းမှာလည်းတနင်္သာရီတိုင်းတွေကတော်လန်ရင်အင်အားစုတွေစီစစ်မှုထမ်းသင်တန်းစင်6ဦးအပါအဝင်စစ်ကောင်စီတပ်သား9ဦးဖက်ပြောင်းခုလုံလာခဲ့ပါတယ်။